မြတ်စွာဘုရားတတ်တော်82နှစ်ကျော်မှာဒီရေခင်းစာပေါ်တာနော်ဘာဖြစ်လို့ဒိတ်ကို ပြောနိုင်တာတုံးဆိုတော့ເທວတ္တနန်းတက်တာမြတ်စွာဘုရားပြိဋိဘမဆန်ခင်၈နှစ်အလိုမှာနန်းတက်တယ်ဆိုတော့ဘုရား82နှစ်ပေါ့ဒီလိုတွက်လို့ရတာပေါ့နော်မြတ်စွာဘုရားတတ်တော်82နှစ်ပဲအဲ့ဒီချိန်မှာသူနန်းရတာ အဲ့လိုနဲ့သူ့ယုံကြည်ကိုးကွယ်တဲ့အစတတမင်းကနန်းစီစိန်ရလိုက်ပြန်တယ်ပေါ့နော်ဘယင်ဖြစ်သွားတယ်အဲ့လိုဘယင်ဖြစ်ပြီဆိုတဲ့အခါမှာဖះကိုလောက်ကြံတပ်ဖြတ်ဖို့ဆိုပြီးတော့ဒေဝရကလက်ဖြောက်လေးသမားတွေကိုတောင်းလိုက်တယ်30နဲ့တယောက်32ယောက်တောင်းလိုက်တယ် ဖျားတတ်ဖို့ဆိုပြီးတော့လူသားသမားတွေလက်ဖြောင်လေးလေးသမားတွေကိုတောင်းခုခေတ်ဆိုရင်တော့တနတ်ပေါ့နော်လက်ဖြောင်တပ်သားတွေတောင်းလိုက်တာဘုရင်ကြီးကလည်းအမိန့်ချလိုက်တယ်ဇာတသက်ဘုရင်ကအမိန့်ချလိုက်တယ်ကဲမင်းတို့ရှင်ဒေဝရစီသွားသူခိုင်းတဲ့အတိုင်းလှုပ်ကြဆိုအမိန့်ပေးတာရှင်ဒေဝရကရှုပ်ဝက်ထားတဲ့ဓာတ်တွေ သူစီကိုလက်ဖြောင့်လေးသမားတွေရောက်လာကြတယ်လက်ဖြောင့်လေးသမားတွေရောက်လာတဲ့အခါကျတော့တယောက်နဲ့တယောက်မသိစေအောင်သူကပထမအဆုံးလက်ဖြောင့်လေးသမားတယောက်ကိုမင်းဒီလမ်းကသွားရာဇဂျိုမြို့ကိစ္စကုတ်တောင်ချေမှာယဟန်ဂေါရမသတင်းသုံးနေတာရှိတယ်အဲ့ဒါသွားသွားပြီးတော့မင်းလေးနဲ့ပြစ်နော် ရဟန်းကောဓမကိုလောက်ကြံတက်ဖြတ်ရမယ်ဆိုပြီးတော့လေးသမားလွတ်လိုက်တာလွတ်ပြီးတဲ့အခါကျတော့အမှုမပေါ်အောင်နှုတ်ပိတ်တာဘယ်လိုလုပ်တုံဆိုတော့မင်းရဟန်းကောဓမကိုပြတ်တက်ပြီးဘယ်လမ်းကလာခဲ့ဆိုပြီးတော့လမ်းမှာပေးလိုက်တယ်သူကအဲ့ဒီလမ်းကပြန်ခဲ့တေချာမှားတာနော်မင်းဘယ်လမ်းကသွားပြန်လာရင်ဘယ်လမ်းကလာခဲ့လုတ်ပြီးရင်ဘယ်လမ်းကလာခဲ့အဲ့ဒီတူလာမဲ့လမ်းကိုလေးသမားနှစ်ယောက်အဆောင်ချထားတယ် တိတ်တိတ်ပုံဆောင်ချတာအေးဟိုကောင်တယောက်လာလိုက်မယ်မင်းတို့ပြစ်မလွတ်စင်နဲ့ဒီကောင်တယောက်နဲ့နှစ်ယောက်ဆိုတော့တေးချောင်လောက်တာနော်ဒီကောင်နှစ်ယောက်အဲ့ဒီနှစ်ယောက်ကိုလည်းပဲအဲ့ဒီကောင်ကိုတတ်ပြီးရင်မင်းတို့ဒီလမ်းဘယ်လမ်းကပြန်ခဲ့ဆိုပြီးတော့တေးချမာတာလမ်းနေအဲ့ဒီလမ်းမှာ၄ယောက်ချထားတယ်ခိုး၂ယောက်ကိုပြတ်တတ်ဖို့၄ယောက်ချထားတယ်တခါအဲ့ဒီ၄ယောက်ကိုလည်းပဲ ဘယ်လမ်းကပြန်ခဲ့လို့ဆိုပြီးတော့လမ်းတွေမှားထားပြီးတော့ရှစ်ယောက်ချတာအဲ့ဒီရှစ်ယောက်ကတက်တပ်ပြီးရင်မင်းတို့ဘယ်လမ်းကပြန်ခဲ့ဆိုတော့ရှစ်ယောက်ကပြန်လာမယ်လမ်းကိုတော့16ယောက်ချတာကဲလေးသမားတွေအများကြီးပဲ30ကျော်ချတာအဲ့ဒါအမှုမပေါ်အောင်လုပ်တာလေဘလောက်ညံကောင်းတော့စဉ်းစားကြည့်ရောအမှုမပေါ်ဘူးသူတတ်တာမှမသိအောင်အမှုမပေါ်အောင်လုပ်တယ် အဲ့လိုစီမံပြီးတော့သူလဲမင်းသားဆိုတော့လှုပ်တတ်မှာပဲဒါတွေကနော်ကလိန်ကကြစ်တွေလှုပ်တတ်တာအဲ့တော့သူစီမံချက်အတိုင်လေးသမားတယောက်ကသွားရောဟိုရောက်တဲ့အခါကျတော့မြတ်စွာဘုရားထိုင်နေတာတွေ့တယ်တပါးတယ်မြတ်စွာဘုရားလည်းမြင်လိုက်ရော ဒုတုံနေတဲ့သူမလုတ်ရဲဘူးเนาะဖះရဲ့ဘုံတကိုးနဲ့မျက်နာနဲ့တည်းမဲ့သူကြောက်ရွံ့ပြီးဘာလို့မှမသိကြောက်ကြောက်ကြောက်လန်းလန်းနဲ့အဲ့ဒါလို့ခက်လန်းလန်းကနေမြတ်စွာဘုရားကိုကြည့်ပြီးကြောက်လန့်နေအဲ့တော့မြတ်စွာဘုရားမြင်တော့လာခဲ့လို့လှမ်းခေါ်လိုက်ပြီးတော့သူ့ကိုမြတ်စွာဘုရားတရားဟောတာတရားလဲဟောလိုက်ရောတရားသူတတ္တဗံဖြစ်သွားတယ် မြတ်စွာဘုရားကမင်းဒီလမ်းကမပြန်နဲ့တခြားလမ်းကပြန်လမ်းလွှဲပြီးတော့လွှတ်လိုက်တယ်အဲဒီတော့လမ်းကသူ့တတ်မလို့စောင့်နေတဲ့ကောင်တစ်ယောက်ကဒီကောင်မလာမလာနဲ့လိုက်လာတော့လိုက်လာတော့ဘုရားနဲ့ပဲပဲမှတွေ့ပြန်ရောသူတို့သူတို့ကဘုရားတတ်ဖို့မဟုတ်ဘူးလေဟိုလူတတ်ဖို့ဟိုလူရှာမတွေ့တာနဲ့ဘုရားစီရောက်လာကြတော့ဘုရားကသူတို့လည်းတရားဟောလိုက်တယ်ကျွတ်သွားပြန်ရောနောက်ထပ်သူတို့သူတို့နှစ်ယောက်ကိုတတ်မဲ့လူ၄ယောက်က မလာမလာနဲ့ဆိုလိုက်လာကြပြန်ဖះနဲ့တွေ့ပြန်တွေ့တော့ဖះကနေပြီးတော့တရားဟောလိုက်ကျွတ်သွားတခြားလမ်းကပြန်သွားကြလူရှိယောက်ကလွဲတော့ပြန်လွဲသွားတော့လိုက်လာပြန်ရောမြတ်စွာဘုရားတရားဟောအကျွတ်တရားရတခြားလမ်းကပြန်ခင်းလိုက်တယ်16ယောက်ကစောင့်တာမလာဘူးမလာတဲ့အခါကျတော့သူတို့လည်းလိုက်လာကြတော့ဖះနဲ့တွေ့ဖះဟောတော့အားလုံးဟာအကျွတ်တန်းဝင်သွားကြဒေဝရရဲ့ဒီ တပ်ဖြတ်တုတ်တင်ရေးလမ်းစဉ်ကြီးဟာမအောင်တော့ကုံလုံးကိုကဖြစ်သွားဒီလိုဆိုတာပေါ့လောက်ကြံတပ်ဖြတ်တဲ့လမ်းကြောင်းကြီးတွေဟာအကုန်လွဲချော်ပြီးတော့ကုံလုံးသွားတယ်တဲ့ဟောအဲ့ဒါလို့လောက်တာနော်လေးသမားတွေလွတ်ပြီးတော့အဲ့လိုတတ်ခိုင်းတာအဲ့ဒါလို့မရတဲ့အခါကျတော့ဒေဝရကအခဲမကြည့်ဘူးခဲမကြည့်တော့ အေးရန်ကောရမကိုငါကိုယ်တိုင်တတ်မယ်ဆို။ရသော်ဗျာဂိစကုတ်တောင်ဆောင်မှာတောင်ရိပ်မှာအမြဲတမ်းလို့လို့တော့အကြောင်းမှာသတင်းသုံးပြီးစဉ္ညာလျှောက်နေတတ်တယ်။ရသော်ဗျာနေတဲ့နေရာသူကတိထားပြီးသား။ကြီးမားတဲ့ကြောက်တုံးကြီးတစ်ထုံးကိုသူကိုယ်တိုင်သွားပြီးတော့အဲဒီမှာရသော်ဗျာစဉ္ညာလျှောက်တဲ့အချိန်မှာလှိမ့်ချလိမ့်ချတဲ့အခါကျတော့ကြောက်ဆောင်ကြီးနှစ်ခုနဲ့ဝင်ပြီးတော့တိုက်လိုက်တဲ့အခါအဲဒီကြောက်တုံးကြီးက အောက်ထီအောင်မကြောက်ကျောက်တုံးကြီးနှစ်ခုကနေဝင်ဆောင်လိုက်ပြီးတော့တတော်လုံးတတော်လုံးဟိမ့်သွားပြီးတော့ကြောက်ချင်းရိုက်ခတ်တဲ့အတန်ကြောင့်ဟိမ့်သွားပြီရိုက်ခတ်တဲ့စွမ်းအားနဲ့ပဲကြောက်ဖက်ကြီးတစ်ခုကနေကွာပြီးတော့မြတ်စွာဘုရားခြေတော်ဝဲမှန်ပါလေရောမြတ်စွာဘုရားခြေတော်ကိုထိလိုက်တော့အလွန်မဲနာကျင်ပြီးတော့ရှေ့ဆက်လမ်းမလျှောက်နိုင်တော့ ကျောက်တုံးကြီးလှိမ့်ချလိုက်တဲ့အတန်တို့ကျောက်တုံးကြီးခတ်မိတဲ့အတန်တို့တတော်လုံးတတော်လုံးဟိမ့်သွားတဲ့အခါရဟန်းတန်ဃာတွေဟာပြေးလာကြတယ်။မြတ်စွာဘုရားထိသွားတယ်ဆိုတာလည်းသိတော့ပြေးလာကြပြီးတော့ထန်းစင်နဲ့ထန်းပြီးတော့မြတ်စွာဘုရားကိုဇီဝကဆရာကြီးရဲ့ဥယင်ဘက်ကိုခေါ်သွားပြင့်သွားကြတယ်ပေါ့နော်။အဲ့ဒီပြင့်သွားတာမြတ်စွာဘုရားထန်းစင်နဲ့ထန်းယူသွားတာလမ်းမလျှောက်နိုင်တော့ဘူး။ ခြေတော့တန်ရာရသွားတယ်လေရသော်ဗျာအသားတော်ကတော့ကွဲပြဲသွားတာမရှိဘူးတဲ့ဒါပေမဲ့ခြေမတစ်ခုလုံးဟာသွေးစိမ့်တီသွားပြီးတော့ရောင်အံ့ပြီးတော့လမ်းမလျှောက်နိုင်လောက်အောင် ဖြစ်သွားလို့ရဟန်းတန်ဃာတွေကထန်းစင်နဲ့ထန်းပြီးတော့မြတ်စွာဘုရားကိုပင့်သွားဟိုကြတော့ဆရာစီဝကဆေကုသပေးရတာစဉ်းစားတာကြည့်တော့ရဟန်းတန်ဃာတွေကဘလောက်စိုးရိမ်ပြီးတော့ ရောက်ရခတ်နေကြမလဲတင်းနေမျိုးမျိုးပြောကြတယ်အေးဒီဝရကဖရာတတ်မလို့လေစ조사နေပြီဖရာကိုတတ်ဖို့လှုပ်ထားတဲ့လှုပ်ထားတဲ့လေသမားတွေလွတ်တုံးကတော့အတန်သိပ်မကြားလိုက်ဘူးတိုးတိုးတိတ်တိတ်နဲ့ပြီးသွားတယ်ကြောက်တုံးလိမ့်ချလိုက်တဲ့အချိန်ကျတော့အားလုံးကဟိုးလေးတကြော်ဖြစ်သွားတယ်ဟိုးလေးတကြော်ဖြစ်သွားတော့ယဟန်တန်ဃာတွေကစိတ်မချဘူးမြတ်စွာဘုရားအနိပါတ်မှာလာပြီးတော့ ကင်းဆောင်ကြတာပေါ့နော်ခုခေတ်လို့ဆိုရင်ကင်းဆောင်တာပေါ့စာရွတ်တဲ့ကိုရောရွတ်စင်းညာလျှောက်တဲ့ကိုရောလျှောက်ဒုတ်တီတော့ပါမထင်ပါဘူးအဲ့တော့အဲ့ဒါလို့ကင်းဆောင်ပြီးတော့နေကြတဲ့အခါမြတ်စွာဘုရားကအတန်ကြားတော့ခေါ်တယ်ဘာလို့ကြတာလဲခေါ်ပြီးတော့ဒီလိုပဲမြတ်စွာဘုရားကိုဒေဝရကလောက်ကြံမှုကြမ်းနေတယ်စိုးရင်လို့ ရသဗျာကိုကာဝယ်ဆောင်ရှောက်ဖို့အခုလိုလုံုံရေးယူကြရပေါ့နော်လုံုံရေးယူထားတယ်လို့ဆိုတော့မြတ်စွာဘုရားငါ့ကိုဆောင်ရှောက်ဖို့မလိုပါဘူးဆိုပြီးတော့ဖရာဟောတဲ့ဂါထာလေးကဂါထာတော့မဟုတ်ဘူးစုံနီးရလေးပေါ့အထာနာမေတံဘိက္ခွေအနဝကာသောယံပရုပက္ကမေနတထာဂတံဇီဝိတံဟောရောပိယအနုပက္ကမေနဘိက္ခွေတထာဂတာပြိနိဗ္ဗာန်ယံတိ အတိဘေကသူတော်ဘာတွေလုံလပြောကနဲ့မြတ်စွာဘုရားကိုတေအောင်လှုပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးတဲ့ဖြစ်နိုင်စရာအကြောင်းလုံးဝမရှိဘူး impossible လို့ပြောတာပဲအထာနာမေတ္တာ impossible ဘယ်နည်းနဲ့မှမဖြစ်ဘူးဘုရားဆိုတာဟာ သူတော်ဘာရဲ့တပ်ဖြတ်မှုမပါဘဲနဲ့သဘာဝအတိုင်းသာလဲပြိဋိဘံဆံရိုးရှိတယ်ဆိုတဲ့ဒီစကားကိုမိတ်ချတာเนาะ အဲ့ဒီအဋ္ဌာဏမေတံဘိက္ခဝေအနဝကာတောအဋ္ဌာဏဆိုတာဖြစ်နိုင်စရာအကြောင်းမဟုတ်ဘူးအနဝကာတောဖြစ်နိုင်တဲ့အခွင့်အရေးမရှိဘူးယံပရုပက္ကမေနတထာဂတံဇီဝိတံဟောရောပိယသူတော်ဘာတွေကလုံလပြုတ်ပြီးတော့မြတ်စွာဘုရားကိုတတ်တဲ့ဖြတ်တဲ့ဆိုတာမဖြစ်နိုင်ဘူးတဲ့လုံးဝမဖြစ်နိုင်ဘူးအနုပက္ကမေနဘုသူ့ရဲ့လုံလမှာမပါပဲနဲ့တထာဂတာပြိဋိဘယန္တိဖရာဆိုတာ ူအလိုလျောက်တာပြိဋိဘံဆန္ဒသူများတတ်လို့မသေးဘူးလို့ဆိုလိုတယ်ပေါ့အဲ့ဒါလေးကိုမန္တန်အဖြစ်အသုံးချကြတယ်နော်မန္တန်အဖြစ်အသုံးချလို့ရတယ်တဲ့ယုံကြည်လို့ရှိရင်တော့လုပ်ပေါ့သူများတွေကကိုယ့်ကိုလှုပ်ကြံတပ်ဖြတ်ခြင်းကမတတ်နိုင်ဘူးတဲ့တချို့ဆရာတော်ကြီးတွေအဲ့ဒါကိုရွတ်တယ် သူများတွေကမလောက်ကြနိုင်ဘူးမြတ်စွာဘုရားကိုခုံကိုအာယုံပြုတ်ပြီးတော့အထာဏမေတံဘိက္ခွေနဝကံတော်ယံပရုပက္ခဝေနတထာဂတံဇီဝိတဝရောပိယအနုပက္ခဝေနဘိက္ခွေတထာဂတာပြိနိဗ္ဗာန်ယံတိဆိုတဲ့ဒီစာပိုက်ကလေးကိုအမြဲတမ်းရွတ်ဖတ်တရေဆဲပြီးတော့မြတ်စွာဘုရားကိုကြည်ညိုတဲ့အနေနဲ့ကုသိုလ်စိတ်တွေပွားမယ်ဆိုရင်တော့အကျိုးတော့ဖြစ်မှာပါပဲသိကြတယ်နော် ဘုန်းကြီးတို့မှတ်တမ်းတွေထဲမှာမြန်မာနိုင်ငံမှာတစ်ချိန်တုန်းကဒီလွတ်လပ်ရေးမရခင်အချိန်ဒုတိယကမ္ဘာစစ်အပြီးမှာပလေယောဂါတွေကြီးကျက်ဖြစ်တယ်အင်္ဂလိပ်လက်ထက်ကနောက်ပိုင်းမှာပလေယောဂါတွေတားဖြစ်တယ်အင်္ဂလိပ်ပြန်ဝင်လာတဲ့အချိန်နဲ့တူပါတယ်ဒုတိယကမ္ဘာစစ်မှာပလေယောဂါတွေဖြစ်တယ်ရွာတွေမှာတိမ်ပြီးတိမ်ဆိုတာလိုလူတွေဟာသေဆုံးကြတယ် အဲ့လိုအကြီးအကျယ်ပြိယောဂါတွေဖြစ်တဲ့အခါပြိတော်တွေရွတ်ကြနောက်ဆုံးမှာအဲ့လိုပြိရွတ်တာတောင်မှပဲတည်ဆုံးမှုနှုံနာကရော့မကြသေးဘူးတဲ့အဲ့ဒီမှာဘုန်းကြီးတို့ရဲ့ဆရာတော်ကြီးကဓနုဗျူစံကင်းရွာမှာတရင်တုံးတာအဲ့တော့ဒါမှမဟုတ်စံကင်းဆရာတော်လို့ခေါ်တယ် အဲ့ဒီတနုပြုဆံငင်းမှာနေတဲ့အချိန်မှာဆံငင်းရွာမှာ ပလေယောဂါတွေဖြစ်တဲ့အခါမှာဒါတွေရွတ်နောက်ဆုံးမှာဆရာတော်ကြီးကပရိတ်တေကြီးပဲမဟုတ်ဘဲနဲ့အထာဏမေတံထည့်ပြီးတော့ရွတ်တဲ့အခါကြတော့မှာအသေးပြောက်တွေဟာရန်နာသွားတယ်လို့ဒီလိုဆိုတယ်အဲ့ဒါလို့မှတ်ထားတာရှိတယ်ပေါ့နော်ဒါကဘာဖြစ်လို့လို့ဆိုတော့ပလေယောဂါကြောင့်လူတွေသေသေတာတော့ယောဂါကြောင့်သေတာ သေပါများလာတဲ့အခါကျတော့မကောင်းဆိုးဝါးတွေရောက်လာတယ်ပေါ့နောက်ဆုံးမှယောဂကြောင့်သေတာတဲ့မကောင်းဆိုးဝါးကြောင့်သေတာတွေများလာတယ်ဒါကြောင့်မလို့ပြိတ္တိရွတ်အတ္တနာမိတန်ရွတ်တဲ့အခါကျတော့မကောင်းဆိုးဝါးတွေဟာမနေနိုင်ဘူးထွက်ပြေးကုန်ကြတယ်အဲ့ဒီလိုနဲ့ယောဂဝေဒနာတွေပျောက်ကင်းသွားတယ်လို့ဒီလိုဆရာတော်ကြီးမိန်ကြားတဲ့စကားကိုကိုးကားပြီးတော့ရေးထားတာတွေရှိတယ်ပေါ့နော်အေး အဋ္ဌာဏမေတ္တံဆိုတာအဲ့ဒီတုန်းကမြတ်စွာဘုရားကယဟန်တွေကိုမိတ်ကြားခဲ့တဲ့စကားပဲ